ီ ceasefire လို့ပြောလိုက်တဲ့အခါမှာပြီးခဲ့တဲ့လကအာစစ်ကောင်းဆောင်ကိုဘန်ကောက်ကိုခေါ်ပြီးတော့အာဆီယံရဲ့ chair ဖြစ်တဲ့မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ပြီးတော့ဝန်ကြီးချုပ်ဟောင်းထိုင်းနိုင်ငံက taxation ရှင်နာဝါတို့ကတွေ့ဆုံကြတဲ့ ceasefire ကိစ္စကိုပြောတယ်အဲ့ချိန်လုံးကတော့အာဆီယံရောဟလာအာဆီယံနဲ့မှရှိတဲ့စောင့်ကြည့်လေ့လာသူတွေရောအစိုးရတွေရောနည်းနည်းရင်းခုန်တော့ကျွန်တော်တွေ့ရတာပါ ဒါပေမဲ့တကယ်တကယ်နောက်နှစ်ရက်သွားမှာတော့သူတို့ရင်ခုန်တာအလကားပဲဆိုတော့သူတို့တိပါကြတယ်ဆိုတော့တကယ်တကယ်တော့ပြည်ပြည်ပြန်ပြီးတဲ့အချိန်မှာကိုဘုံထက်ကျဲတော့ဆိုတော့ ASEAN ဟော UN ဟောသူတို့တကယ်သဘောပေါက်သွားတာပါလဲဆိုတော့မြန်မာစစ်ကောင်စီနဲ့တဏမန်ရေးရာရထိတွေ့ဆက်ဆံမယ်ဆိုရင်ပြဿနာတွေဖြေရှင်းမယ်ဆိုရင်ထုံတန်းစင်လာနီးလန်းတွေတုံးလို့မရဘူးဆိုတာသူတို့သဘောပေါက်သွားတယ်လို့ကျွန်တော်ပြောလို့ရပါတယ်